တင်းလေးကတော့ဆက်မကောင်းစရာတင်းလေးပါရှင်ကျမတို့မြန်မာနိုင်ငံသားဆက်ဆက်တော်ဦးပေါ့နော်မနေ့ကချုံပေါ်ဖက်မှာမိသွားတဲ့ဆိုတဲ့တင်းလေးရှင်ဒီတင်းကတော့မနေ့ကနစ်ဆန်နဲ့တရင်နေ့မှာတက်လာတဲ့တင်းလေးမြန်မာနိုင်ငံသားဆက်တော်ဦးကဒီထင်းကိုတက်လာတယ်သူတို့ကတရင်ဝင်တက်လာတာရှင်တရင်ဝင်တက်လာတယ်ဆိုတော့ဘလို့ပြောမလဲဆရွက်စတန်းကင်ပြီးတော့တက်လာတယ်ဆရွက်စတန်းရင်းနဲ့ကင်ပြီးတက်လာတော့သူတို့လည်းစိတ်ချလက်ချတက်လာတာပေါ့ရှင် အဲ့ဒီချိန်မှာသူတို့စာရွက်စာတမ်းတွေကိုပလေးတွေစစ်ဆေးတော့အတုတွေဖြစ်နေတယ်ရှင်သူတို့လုထားတဲ့စာအုပ်တွေက passport စာအုပ်တွေကအတုတွေဖြစ်နေတယ်ဒါကြောင့်ရဲတွေကစစ်ဆေးတော့ဒီစာအုပ်တွေဘယ်ကရလောက်လာလဲလို့မေးတော့သူတို့ကိုပွဲစားတူလောက်လောက်ပေးတယ်ဒီပွဲစားကလည်းမြန်မာပဲရှင်သူတို့အစိတ်ဆိုပြီးတော့လောက်ပေးခဲ့တာတယောက်ကိုဘတ်တစ်သုံးခွဲပေးပြီးတော့လောက်ရတယ်လို့ပြောတယ်ရှင်တကယ်ကိုမှစိတ်မကောင်းဘူး ဒီပွဲစားတွေကလည်းတော့သူတို့မျိုးစိုးကိုမျှပဲတီးကြတယ်အခုဆိုရင်သူတို့တွေဒုက္ခရောက်ပြီးယောက်ျားလေးက10ဦးလို့တီးရတယ်မိန်းကလေးက3ဦးတည်းရှင်တော့အားလုံးစုစုပေါင်း73ဦးဆရာဆန္ဒနဲ့တက်လာပြန်တော့လဲလှုပ်ပြီးတော့တက်လာပြန်တော့လဲအတုတွေကိုလှုပ်ခံရတယ်အခုတော့သူတို့တွေတရားဥပဒေတိုင်ဆောင်ရွက်မဲ့ပြောတယ်ရှင်ဒီဒီလိုမျိုးအတုတွေကိန်ဆောင်လာတဲ့ပြည်ထောင်ကကြီးတယ်လို့ပြောတဲ့တကယ်ချင်းတို့ရဲ့ ဒီတရားမဝင်ဝင်လာတာကတော်သေးတယ်ပေါ့နော်အခုကတို့ကဆော်ရွက်ဆန္ဒအတုတွေကိုကိန်းဆောင်ပြီးဝင်တယ်ဆိုတာကဒါကပြစ်မှုပိုကြီးတယ်လို့ပြောတဲ့ထုံတန်ဆယ်နှစ်ထိချမှတ်ရမယ်လို့ပြောတဲ့ရှင်တော့အဲ့လိုမျိုးပြောတဲ့ရှင်တကယ်ကိုမှစိတ်မကောင်းပါဘူးရှင်တော့ကိုယ့်မိမနိုင်ငံသားရဲ့ဒီလိုမျိုးဖြစ်တာ လုံးဝစိတ်မကောင်းဘူးဒီလိုမျိုးဖြစ်တာဘာကြောက်လဲဒီလိုမျိုးဆိုးချင်တဲ့ပွဲစားလေးကြောက်လူစိတ်ကိုချင်းစတရားကိုဆရာဟုတ်အတွက်ပဲကြည့်တဲ့ပွဲစားတွေကြောက်ဖြစ်တယ်ရှင်အခုတော့နော်ကိုမြမပြည်သားရဲ့အဲ့လိုမျိုးဒုက္ခရောက်တာကိုမြမပြည်ချစ်ချင်းပဲဖြစ်နေလုံနေတာရှင်နော်တကယ်ကိုစိတ်မကောင်းတဲ့တည်နေရှင်